တစ္ဆာရှိတဲ့ဝန်တန်းကိုအခုလိုရည်ရွယ်ချက်ရှိရှိရွေးချယ်ပြုမှုလိုက်တဲ့လို့ရကြောင်းလူပြောများနေရဲ့ဇွဲထက်ရွှေဆိုင်ပြည်သက်များအလုံးမင်္ဂလာပါရှင်အေဂရစ်တန်ယာရီကနေပြလဲကြိုးစိုးလိုက်ပါတယ် တစ္ဆာရှိတဲ့ဆိုင်ဝင်တန်းပေါ်မှာပြုမှုဆက်ဆံလိုက်တဲ့လောက်ရက်တခုကြောင့်လူပြောများနေရကတော့နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်မှာအခုချိန်မှာတော့မြန်မာနိုင်ငံမှာနာမည်ကောင်းရပြီးတော့ဂုံတရင်မွေးပြတ်နေရကတော့ဇွဲထက်ရွှေဆိုင်ဖြစ်ပါတယ်။အထူးသဖြင့်တော့ဇွဲထက်ရွှေဆိုင်ကငလင်ဘေးမှာလည်းဂုံပကသနာမှာပါပဲရိုးရှင်းစွာနဲ့အတတ်နိုင်ဆုံးလူတန်းခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအောင်မြင်ကြော်ကြားပြီးချမ်းသာကြွယ်ဝတဲ့ရွှေဆိုင်ပန်းရှင်တွေအများကြီးရှိပါတယ်။ဒါပေမဲ့ရွှေဆိုင်အများစုကတော့အခုလိုပရိုက်တာအလုပ်တွေဘာသာရေးတာဏာရေးလုပ်ငန်းတွေကိုလုပ်ပြတာမျိုးမရှိ ှိပါဘူး။ဇွဲထက်ရွှေဆိုင်ကတော့ဘာသာရေးတာဏာရေးပရိုက်တာလုပ်ငန်းတွေနဲ့အလူအထမ်းတွေကိုဇက်တိုင်လုပ်ပြနေရဖြစ်ပါတယ်။ နိုင်ငံကျော်ဇွဲထက်ရွှေဆိုင်ဟာအပြင်မှာအလှလျော့တင်မကပါဘူး။သူဆိုင်ကဝန်ထမ်းတွေကိုတလောက်ကိုထောက်ပံ့ကြီး35သိန်းစီထောက်ပံ့လိုက်ပါတယ်။ဆိုင်ရဲ့အောက်ခြေသိန်းဝန်ထမ်းလုံခြုံရေးဝန်ထမ်းတွေတောင်10သိန်းကျော်စီရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုခါမှာတော့ဇွဲထက်ရွှေဆိုင်ကသစ္စာရှိဝန်ထမ်းတယောက်ကိုမထင်မတဲ့ပုံစံမျိုးနဲ့ဆက်ဆံပြလိုက်တာပါ။ဇွဲထက်ရွှေဆိုင်ဟာသစ္စာရှိတဲ့ဝန်ထမ်းတယောက်ကိုသိန်း1000တန်းစုစုကြီးကားတစ်ကြီးကိုစုချင်းမြင့်ခဲ့ပါတယ်။အဆိုပါဝန်ထမ်းဟာဇွဲထက်ရွှေဆိုင်မှာလာရှုံမြို့မှာစတင်ဖွင့်လှစ်စဉ်ကလေးက ကဇွဲထက်ရွှေဆိုင်ရဲ့ဝန်ထမ်းဆိုပေမဲ့ကိုပိုင်စည်းဝါးရေးအလုပ်တွေကိုစည်တနာထားပြီးတော့လှုပ်ဆောင်ပေးခဲ့ရဖြစ်ပါတယ်။အဆိုပါဝန်ထမ်းဟာနှစ်ပေါင်း20ကျော်လောက်ဇွဲထက်ရွှေဆိုင်ပေါ်မှာတစ္ဆာရှိရှိနဲ့အလုပ်လုပ်ပေးခဲ့ရကြောင်းအခုခါမှာတော့သိန်းတစ်ထောင်တန်ကားတစ်ကြီးကိုစုချင်းမြင့်ခဲ့ရဖြစ်ပါတယ်။စုချင်းမြင့်တဲ့နေရာမှာလည်းတခြားသောဆိုင်ဝန်ထမ်းတွေအားကြအတူယူပဲခန်းနာစွာနဲ့ချင်းမြင့်ပေးခဲ့ရဖြစ်ပါတယ်။ဒီလိုမျိုးဝန်ထမ်းတွေပေါ်မှာပြန်လည်ကြည့်ရှုတတ်တဲ့ဇွဲထက်ဆန်ရွှေရတနာဆိုင်ကိုအားကြနေကြပြီးတော့သူတို့ဆိုင်မှာတောင်အလုပ်လာလုပ်ချင်နေကြတဲ့သူတွေရှိ ပါတယ်။အထူးသဖြင့်တော့ဇွဲတန်းရွှေဆိုင်ပန်းရှင်ဇနီးမောင်နိုင်ကသူတို့ကိုယ်တိုင်အောက်ခြေဝင်တန်းဆိုင်တီတီလေးဘဝကနေစိုင်ခွဲများစွာဖွင့်လာနိုင်အောင်စူးစမ်းနိုင်ကြရကြောင်းဝင်တန်းတွေကိုလည်းတိုးတက်စေခြင်းနဲ့ဆန္ဒရှိရလို့ဆိုပါတယ်။အခုဆိုရင်တော့စိုင်ခွဲတွေများလာတာနဲ့အမျှဝင်တန်းတွေရဲ့ဘဝကိုလည်းစီးပွားရေးတိုးတက်အောင်လှုပ်ပေးနိုင်လို့ဇွဲတန်းပန်းရှင်ဦးဆန်းဝင်းနဲ့ဒေါ်ဝင်းမာကတော့ဒီကလာတော်တွင်းမှာအလုံးရဲ့လေးစားမှုတွေကိုရရှိနေရပဲဖြစ်ပါတယ်။ဇွဲတန်းရွှေဆိုင်ဟာဒီလိုမျိုးအလူအတန်းတွေစိုင်ဝင်တန်းတွေကိုချင်းမြင့်တာတွေလုပ် နေပေမယ့်သူတို့ရွှေဆိုင်ကရောင်းချတဲ့ရွှေရည် quality တွေကို short ချတာမျိုးလည်းမရှိခဲ့ပါဘူး။ဒါကြောင့်ဇွဲတဲ့ရွှေဆိုင်ရဲ့မြင့်မြတ်တဲ့စိတ်အားကိုအားလုံးကချီးကျူးနေကြပါတယ်။ အထူးသဖြင့်တော့ဇွဲထရွှေဆိုင်ဟာဘာသာရေးတာဏနာရေးမှာလည်းဒီလိုအလူရေဇက်လန်းနေမှာကွာလူတန်းနိုင်ခဲ့တယ်လို့အောက်ခြေဝန်ထမ်းတွေကလည်းဂုတ်သွေးမဆုပ်အမျက်မထုတ်လို့အခုလိုပစ္စည်းဥစ္စာတွေရှန်တက်လာပြီးတော့ကြီးကြီးတက်ချမ်းသာနေခဲ့ရပဲဖြစ်ပါတယ်။တခြားသောရွှေဆိုင်တွေဆိုရင်တော့ဝန်ထမ်းတွေပေါ်မှာဂုတ်သွေးဆုပ်ဖို့ပဲလှုပ်ဆောင်နေချိန်မှာဇွဲထကတော့ကားကြီးတစ်စီးကိုချင်းမြင်လိုက်တာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဝန်ထမ်းတွေကိုချင်းမြင်တတ်တဲ့ဇွဲထရွှေဆိုင်ပိုင်ရှင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။ အဆုံးထိကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။